ုံမ905ကကြီးနဲ့ရန်ကုန်မြို့အင်းစိန်ထောင်မှာအချင်းချထိမ့်သိမ်းခံထားရသူတွေကိုနိုဝင်ဘာလ28ရက်နေ့လယ်ပိုင်းကပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။စစ်ကော်မရှင်ကမဲဆန္ဒနယ်ပြည်သူများလွတ်လပ်စွာဆန္ဒမဲပေးနိုင်စေရန်အတွက်လို့ဆိုပြီးရာဇသက်ကြီးပုံမှာ905ကကြီးနဲ့သူတို့ဖမ်းဆီးထားသူတွေအမှုရင်ဆိုင်နေရသူတွေအပါအဝင်စုစုပေါင်း1665ဦးကို ပြစ်ဒဏ်လုံခြင်းခွင့်ပေးလိုက်တယ်လို့နိုဝင်ဘာလ26ရက်ည8နာရီသတင်းမှာထုတ်ပြန်လာတာဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းရာဇသက်ကြီးပုံမှ905ကကြီးနဲ့ထောင်ဒဏ်ချမှတ်ခံထားရသူတွေအမှုဖွင့်ခံထားရသူတွေအပါအဝင်အဲ့ဒီပုံမှနဲ့ဝရမ်းကြောင်းထွက်ပြေးတိမ်းရှောင်နေရသူတွေကိုစစ်ကောင်စီအမိန်နဲ့အမှုပိတ်သိမ်းပေးကြောင်းစစ်ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်စစ်ကော်မရှင်က ုံမှန်905ကကြီအရာပြစ်ဒဏ်ချမှတ်ခံရပြီးအကျဉ်းထောင်နဲ့အချုပ်ထောင်တွေမှာထောင်ဒဏ်ကျနေသူ924ဦးကိုပြစ်ဒဏ်လျှော့ပေါ်မှုနဲ့ပြစ်ဒဏ်မှလုံခြုံခွင့်ပေးလိုက်ပြီးနောက်တစ်ကြိမ်ပြစ်မှုကျုံးလွန်ပါကလက်ရှိကြံတဲ့ပြစ်ဒဏ်များကိုဆက်လက်ကြားခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်905ကကြီမဟုတ်တဲ့အမှုမျိုးစားများနဲ့ပြစ်ဒဏ်ကြားခံနေရသူ2362ဦးကိုလည်း အတူတကွပြစ်ဒဏ်လျှော့ပေါ်ပြီးလုံငင်းခွင့်ပေးထားကြောင်းထုတ်ပြန်ကြမ်းမှာဖော်ပြထားပါတယ်။လက်ရှိ905ကာဂျီနဲ့တရားစွဲကစစ်ဆေးခံနေရသူများနဲ့ထွက်ပြေးတိမ်းရှောင်နေရသူ9580အမှုကိုလည်းအမှုရုပ်သိမ်းခြင်းပြုလုပ်ထားကြောင်းစစ်ကော်မရှင်ကထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။အခုလိုပြစ်ဒဏ်များမှပယ်ဖြတ်ပေးခြင်းဟာမဲဆန္ဒနဲ့ပြည်သူများအလုံးမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နဲ့ မကြမီမှာကျင်းပမဲ့ရွေးကောက်ပွဲမှာလွတ်လပ်မြတ်တစွာမဲပေးနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဘယ်လာရုစ်သမ္မတလူကာရှန်ကိုမြန်မာပြည်လာမဲ့တရက်အလိုမှာပဲအခုလိုစစ်တပ်ရဲ့လုံငင်းချမ်းသာခွင့်ထွက်ပေါ်လာတာဖြစ်တယ်လို့အမေရိကန်အစိုးရအမိမြေလုံခြုံရေးဌာနရဲ့မြန်မာနိုင်ငံသားတွေပေါ်ပေးအပ်ထားတဲ့ TPS ယာယီအကာအကွယ်ပေးမှုကို ရပ်ဆိုင်းခဲ့တဲ့နောက်မှာလည်းဒီလူငင်းခွင်ထွက်ပေါ်လာတာဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုကြီးစောင့်ရှောက်ရေးအသင်း ABB ရဲ့အချက်အလက်တွေအရအာနာသိမ်းပြီးနောက်စစ်တပ်ကမတရားဖမ်းဆီးခဲ့သူပေါင်း3031ယောက်ရှိပြီးအဲ့ဒီထဲက2200,908ယောက်မှာထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့11425ယောက်ကတော့ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။